6တောင်းခွဲလောက်နဲ့နောက်တို့စကင်နှကောင်ယူကြမယ်။အားလုံးပဲမင်္ဂလာပါ။ AM Game Show နဲ့ပြန်လည်ယူဆိုလိုက်ပါရယ်။ဒီနေ့တွဲရှိလာတဲ့နောက်တို့ event တွေကစကင်9កောင်နဲ့စကင်နှကောင်ကို6တောင်းခွဲလောက်နဲ့ဘလိုမျိုးယူလို့ရမယ်ဆိုတာဒီ video လေးထဲမှာပြောပြသွားမှာဖြစ်ပါရယ်။အရင်ဆုံးအနေနဲ့ကတော့ Naruto Event မှာပါလာတဲ့စကင်တွေကြောင့်အရင်ပြောရအောင်။လူကဲတော့ကတော့ Naruto စကင်ပါလာမယ်။ စူယူတော့ကတော့ဆာစကေကာလီယာတော့ကဆာကူရာဟာရာဘူဇာတော့ကတော့ခါခါကြီးဘေးတော့ကဂါရာဆိုပြီးတော့စုစုပေါင်းစကင်5កောင်ကြီးထွက်လာတယ်ကျွန်တော်လိုနာဝတို့ဖန်နေတော့ကတော့တကယ်ကိုမိုက်ပြီးတော့အရန်လန်းနဲ့ event တစ်ခုလို့ပြောလို့ရရဗျာအဲ့တော့လေကျော်ရှိမနေပဲနဲ့ဒီ event နဲ့ဟာစကင်5កောင်နဲ့2កောင်ကိုဘယ်လိုမျိုးယူရမလဲဆိုတာကျွန်တော်ပြောပြသွားပါမယ်အရင်ဆုံးအနေနဲ့ဘေးရဲ့ဂါရာစကင်ကတော့ event တက်တွေလုတ်ပြီးတော့ free ကုန်းလို့ရမယ် ဆိုတော့နောက်တဲ့စကင်တကောင်ကြားရစကင်တကောင်ကိုဘယ်လိုမျိုးယူရမလဲဆိုတာဆက်ပြီးတော့ပြောပြမယ်။နောက်တော့ event ဖောက်ဖို့အတွက် diamond တွေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ AMD game shop မှာ live ဝယ်လို့ရပါတယ်။စကင်တွေဖောက်မယ်ဆိုလို့ရှိရင်တော့ဒီစရားလေးတိုင်းဖောက်တင်ပါတယ်။နောက်တော့ event ကမေလ2ရက်နေ့ကနေဇွန်လ15ရက်နေ့အထိစုစုပေါင်း45ရက်အထိလာမယ်။ဆိုတော့ဒီနေ့မေလ2ရက်နေ့မှာကျွန်တော်အနေနဲ့တော့ weekly ban နှစ်ပတ်ထည့်ထားစီခြင်းနဲ့မေလ2ရက်နေ့ကနေ10ရက်နေ့အထိစုစုပေါင်း9ရက်ကို daily 1 draw နဲ့9ချိန်လှည့်သွားပါ။ ဖရီတုံငယ်ဖေဝန်ကတော့9ရက်နေ့ကနေ13ရက်နေ့ထိစုပေါင်း9ရက်လာမယ်ဖရီတုံငယ်ဖေဝန်လာတဲ့အချိန်ကျရင်9ရက်နေ့မှာတပယ်ဒိုင်းမွန်း250နဲ့ weekly pad တစ်ပတ်ထည့်လိုက်ပါပြီးရနဲ့ဒိုင်းမွန်း450နဲ့တန်တော့လက်ရမယ် ပြီးရင်တော့ကြံတဲ့အဲ့လာနေတဲ့9ရက်တော့မှလည်း daily 1တော့နဲ့9ရက်လုံးလဲပါဒါဆိုရင်တော့စုစုပေါင်း44ချိန်ညားလိုက်မယ်ပြီးတော့14ရက်နေ့ကနေ22ရက်နေ့အထိလည်း daily 1တော့နဲ့9ချိန်လဲသွားပါဒါပြီးရင်တော့ free တုံရင် Facebook က23ရက်နေ့ကနေ28ရက်နေ့အထိ9ရက်ဆက်တိုက်လာမယ်အဲ9ရက်မှလည်း daily 1တော့နဲ့လဲလိုက်ပါပြန်တော့23ရက်နေ့ကြာလို့ရှိရင် weekly bet 3ဘတ်ထည့်ရမယ်23ရက်နေ့မှာ weekly bet 3ဘတ်ထည့်ရမယ် diamond 450နဲ့တန်ဒေါ်လဲရမယ်ဒါဆိုရင်တော့44ချိန်ထည့်ရမယ် ဇွန်လ15ရက်နေ့ထိ16ရက်ကြာမယ်အဲ16ရက်မှာလေ daily one dot နဲ့ဖြည်းဖြည်းချင်းလှည့်သွားမယ် event skin တကောင်ရဖို့ဆိုရင် event coin 1200လိုအပ်တယ် event coin 1200ရဖို့အတွက်အချိန်ကြီး100နဲ့120ကြာလှည့်ပေးရတယ်ဆိုတော့ကျွန်တော်တို့က event coin 1200မပြည့်မချင်းအဲ့16ရက်မှာဖြည်းဖြည်းချင်းလှည့်သွားလို့ရတယ်ဒါဆိုရင်တော့အမှန်ငွေ6000ဝဲလောက်နဲ့နောက်တော့ skin နှစ်ကောင်ဂုံးစင်းလို့ရမှာပဲဖြစ်ပါတယ်အမွင့်နေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ AMD game shop မှာ live value အားပေးလို့ရပါပြီ ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် see you guys